မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကမတည်ငြိမ်မှုနဲ့ဖိနှိပ်မှုတွေကိုပိုဆိုးသွားစေမယ်လို့ဟူလာသတိပေးတဲ့ဆွေးသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်က UCP လုံးမယ်ဆိုတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကိမဲ့ယုံတာမကပဲဒေတာတွေမတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပိုမိုဆိုးရွားသွားစေလိမ့်မယ်လို့ခူလာတမကလူခွင့်ရေးဆိုင်ရာအရာရှိတွေကသတိပေးပြောကြားခဲ့ပါတယ် ဒီဇင်ဘာ28ရက်နေ့ကစပြီးအထုတ်လိုက်ကျင်းပမယ်လို့စစ်တပ်ကကြေညာထားတဲ့ရွေးကောက်ပွဲဟာအနေရများပြီးဒီမိုကရေစီစံနှုန်းတွေကင်းမဲ့နေတယ်လို့လူလူအပေါ်ဖိနှိပ်မှုတွေကိုပါပုံမှုဆိုးရွားသွားစေနိုင်တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးယုံ OACHR ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိ Jeremy Lawrence ကထောက်ပြခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဘာမြို့မှာသတင်းထောက်တွေနဲ့တွေ့ဆုံတဲ့အခါ လော်ရစ်မြန်မာစစ်တပ်ရဲ့ရွှေကောက်ပွဲဆိုတာချိန်ချောင်းမှုတွေအကြံဖတ်ရန်လိုမှုတွေနဲ့ဖြစ်နေတယ်လို့ဝေဖန်သွားခဲ့ပါတယ်။သူက2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသား3000လောက်ကိုဖမ်းဆီးထားခဲ့ပြီးအဓိကနိုင်ငံရေးပါတီတွေကိုလည်းတားမြစ်ပိတ်ပင်ပြီးအခုရွှေကောက်ပွဲကိုကျင်းပဖို့စီစဉ်နေတာဖြစ်တယ်လို့ပြောပါတယ်။ ဒီတော့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပန်းနိုင်စီစောင့်ကျဉ်းသွားမယ့်အစားမလုံခြုံမှုတွေအကြောက်တရားတွေနဲ့တွေးခွဲမှုတွေတိုးလာမယ့်အခြေအနေမျိုးစီချိန်သေးပေါက်တွန်းပို့လိုက်မယ်လို့ Lawrence ကသတိပေးသွားပါတယ်။တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတိုက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြည်လည်ဝင်ရောက်ခွင့်အရရှိရေးဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ OACHR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲ James Rock Harbor ကတော့မြန်မာပြည်သူတွေကစစ်တပ်ကအတမမဲပေးဖို့စေခိုင်းတာတွေနဲ့ဒေါ်လာရေးအင်အားစုတွေကမဲပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တယ်လို့ဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးစူပူအောင်လှုံ့ဆော်မှုတွေနဲ့ဆွဆွဲဖန်းစည်းထားသူ၄000လောက်ကိုလူငယ်ချမ်းသာခွင့်နဲ့ပြန်လွတ်ပေးလိုက်ကြောင်းစစ်တပ်ကကြေညာပေးမယ်။အဲ့ဒီကိန်းဂဏန်းဟာလက်တွေနဲ့ကိုင်ညီမှုမရှိဘူးလို့လေ Rock Harbor ကဆိုပါတယ်။မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေကနေ ထွက်လာခွင့်ရသူ950လောက်သာရှိပြီးအဲ့ဒီထဲကအချို့ဟာထောင်ဘူးဘဝမှာတင်နောက်ထပ်ဆွဆွဲချက်တွေနဲ့ပြန်အဖမ်းခံခဲ့ရတယ်လို့သူကပြောပါတယ်။တချိန်တည်းမှာပဲစစ်တပ်ဟာရွေးကောက်ပွဲကိုနှောက်ယှက်မှုတွေကနေအခအကွဲပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အသည့်ပြဋ္ဌာန်းထားတဲ့ဥပဒေကိုအသုံးချပြီးလူပေါင်းတထောင်ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသူကထောက်ပြသွားပါတယ်။ကြီးစံရတစ်ခုနဲ့မဲဘုံကိုကင်ဆောင်ဆန္ဒပြခဲ့ပြီလို့လူငယ်သုံးဦးဟာထောင်ဒဏ်49နှစ်ချမှတ်တာခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေကို OACHR ကရရှိထားတယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုရှေးရအခြေအနေတွေကလည်းဆိုတဲ့ဆိုးလှနေကြောင်းစစ်တပ်ကနေရပြန်ဖို့ဘယ်လိုမှမလုပ်ကြုံသေးတဲ့စစ်ရှောင်တွေကိုအတင်းအကျပ်ပြန်ခိုင်းပြီးမဲပေးစေဖို့စီစဉ်နေကြောင်းတဖက်မှာတော့စစ်တပ်ဟာစည်ရေးပြိပခနေမြေတွေစီလူသားချင်းစာနာမှုအကူအညီတွေမရောက်ရှိနိုင်အောင်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းမြန်မာနိုင်ငံမှာလုံ့ဝအဖမ်းမခံရတဲ့အခြေအနေမျိုးနဲ့ဖမ်းဆီးခံရသူ2300ဝန်းကျင်လောက်ဆက်ပြီးမတရားချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း ရော့ခ်ဟာဗာကပြောကြားသွားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Dr. Andrew ကလည်းကုလသမဂ္ဂအထွေထွေညီလာခံစီနောက်ဆုံးတင်ပြခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒီရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာကိုခိုင်မာအောင်တရားဝင်အောင်လှည့်စားထားတဲ့အထုရောင်တစ်ခုသာဖြစ်တယ်လို့သတိပေးထားခဲ့ပါတယ်။သူကစိတ်ကောက်စီအလိုကြစိတ်တိုင်းကြချေလေဖန်တီးထားတဲ့ရွှေခောက်ပွဲကိုနိုင်ငံတကာကအပြင်းအထန်ရှုံချပြီးကန့်ကွက်ဖို့တောင်းဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲထုံအောင်ဆန်းစုကြည်အဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖန်ဆီးခံထားရဆဲဖြစ်တယ်လို့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအဝင်နိုင်ငံရေးပါတီ40ကျော်လောက်လဲဖျက်သိမ်းခံထားရတာဟာအဲ့ဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာကင်းမဲ့မှုကိုထိဟက်စေတယ်လို့အန်ဒရူးကပြောပါတယ်စစ်တပ်အလို့ကြောင့်လှောက်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာဘွေးကွဲမှုတွေကိုပိုနှက်ဆိုင်စေပြီးကြံတန်းရန်လိုမှုတွေကိုပဲပြီးလောင်ရလေးဖြစ်စေလိမ့်မယ်လို့သူကတတိပေးသွားပါတယ် ဆက်လက်ပြီးစစ်အာဏာရှင်တော်လှန်ရေးအရင်အနီကြီးလွန်၍တိုင်းပြည်အတွက်အမျက်ကြီးရရလိုအပ်ဟု NUG ဝန်ကြီးချုပ်ပြောတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်အာဏာရှင် အမြင့်ဖြတ်ချေမှုန်ရေးတော်လှန်ရေးမှာအရင်အနီကြီးလွန်၍တိုင်းပြည်အတွက်အမျက်ကြီးရရလိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ28ရက်နေ့မန္တလေးဒေသလွှတ်တော်ပထမအကြိမ်အစည်းအဝေးနဲ့မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုအခမ်းအနားတွင် ား NUG ဝန်ကြီးချုပ်ကယခုခေတ်သို့ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မန္တလေးတွင်အုတ်ချုပ်ရည်အာဏာလွှဲပြောင်းယူရန်အစပြုလိုက်ပြီးဖြစ်ပြီးစည်ရေးအရတိုက်ပွဲဝင်နေရုံသာမကနိုင်ငံရေးအရာပါပြည်သူဗဟိုပြုတဲ့အနာဂတ်ကိုတည်ဆောက်နိုင်ပြီဖြစ်ကြောင်းဆေအာနာရှင်တော်လရေးမှအရင်အနီးကြီးလွန်၍အနာဂတ်တိုင်းပြည်အတွက်အမျက်ကြီးကြီးရရလိုအပ်ကြောင်း၎င်းကပြောဆိုပါတယ်။ကြာကတော်လည်ရေးသမိုင်းမှာအလွန်အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးပမာလူမျိုးအများစုနေထိုင်ရာဒေသတစ်ခုကနေ ဒီသန္တရာအစစ်ဖက်ဒရယ်မှုကိုအုပ်ချုပ်ရေးယန္တရားနဲ့အသက်သွင်းလိုက်ခြင်းပဲဖြစ်ပါတယ်။တိုင်းသားများအလုံးနှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ဖက်ဒရယ်မှုကိုအကောင့်ထည့်ဖို့ရမှာမန္တလေးဒေသကရှေးဆောင်လမ်းပြအဖြစ်ဦးဆောင်ပါဝင်လာခြင်းဟာကျွန်တော်တို့နိုင်ငံအတွက်စစ်မှန်တဲ့ဖက်ဒရယ်နိုင်ငံတော်ကိုတည်ဆောက်နိုင်ဖို့အတွက်လည်းအားရစရာခြေလှမ်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒေါ်လာရေးဟာအရင်အနည်းကြီးလို့နဲ့ဒေါ်လာရေးဖြစ်တာကြောင့်ကျွန်တော်တို့အနာဂတ်တိုင်းပြည်အတွက်အမြတ်ကြီးကြီးရဖို့လိုပါတယ်ဟုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ28ရက်နေ့ကျင်းပတဲ့ပထမအကြိမ်မန္တလေးဒေသလွှတ်တော်အစည်းအဝေးတွင်မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီးဥက္ကဋ္ဌအဖြစ်ဦးမြင့်အောင်မူဒုဥက္ကဋ္ဌအဖြစ်ဦးအောင်မျိုးလည်းအထွေရေးမှုအဖြစ်ဦးထီတို့အပါအဝင်ကောင်စီဝင်ကိုဦးဖြင့်လွှတ်တော်ကအတည်ပြုဖွဲ့စည်းပေးခဲ့ပါတယ်မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီတဲ့အနေဖြင့်ဒေသရင်းတရားဥပဒေစိုးမိုးရေးစစ်ပေးဆောင်ဆောက်ရှောက်ရေးကျန်းမာရေးနဲ့ပညာရေးစနစ်များကိုပြည်သူ့ဘဟုပြုသည့်စနစ်အဖြစ် အလင်းအညံ့တိဆောက်ရေးအတွက်ရှေ့တန်းမှတာဝန်ယူသွားမည်ဖြစ်၍တာဝန်အလိုကြီးမှပြီးတီထောင်စုအဆင့်ကလိုအပ်သည့်ပတ်ပေါ်မှုတွေအရေးအမြင့်များကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ကပြောဆိုခဲ့ပါသည်။ NUG အနေနဲ့ဒေသလွတ်တော်အကြီးအကဲများနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီတစ်ကိုပြည်ထောင်စုအဆင့်မှလိုအပ်သောပတ်ပေါ်မှုနဲ့အရေးအမြင့်များကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ဒီနေရာကနေလေးလေးနက်နက်အာမခံပြောကြားလိုပါသည်။ ကျွန်တော်တို့ရဲ့ပူပေါင်းဆောင်ရွက်မှုဟာစေအာနာရှင်ရဲ့စည်ရေးအရာအရှိန်မြင့်တင်မှုတွေကိုခံနိုင်ရရှိုံသာမကပဲပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်များကိုပါဖြည့်ဆည်းပေးနိုင်မယ့်အနာဂတ်အစိုးရစနစ်ကိုစတင်ထူထောင်နိုင်ဖို့ရည်ရွယ်လှုံ့ဆော်သွားမှာဖြစ်ပါတယ် တော်လိုင်းရေးခရီးမှာအသက်သွေးချွေးပိတ်ဆက်ခဲ့ကြသောသူရဲကောင်းများကိုဂုံပြူအမတ်ရတဲ့စိတ်နဲ့ဒီနေ့မန္တလေးဒေသလွှတ်တော်ကနေစတင်မဲ့ဒေသအုပ်ချုပ်ရေးရန်ရာဟာကျွန်တော်တို့ဆင်နွှဲနေတဲ့တော်လိုင်းရေးအတွက်အထောက်ဖန့်ကောင်းဖြစ်စေပြီးမန္တလေးဒေသမှသည်တနိုင်ငံလုံးလွတ်မြောက်နိုင်ရေးအတွက်လည်းအထောက်ဖန့်ဖြစ်စေပါကြောင်းစုမုံကောင်းတောင်းရင်ညီကုံချုပ်ရပါတယ်ဟု NUG ဝန်ကြီးချုပ်ကအတည်ပြုပြောဆိုသွားပါတယ်ဆလဘီမြေမှုတွေပြည်သူများကိုစက်ကြီးကောက်နေသောစစ်တပ်ဂိတ်ကိုတုံးရက်ဆက်ဂျရုံးဖြစ်ပုံကျက်တိုက်ခိုက်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ၊စကိုင်းတိုင်းမြို့မှုမျိုးတွေတွင်ပြည်သူများထံမှစက်ကြီးကောက်နေသောအကြမ်းဖက်စစ်တပ်ကိတ်ကို၃ရက်ဆက် drone ဖြင့်ပုံကျဲရာစစ်သားများထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း MDF drone team 2တာဝန်ခံရဲဘော်ငန်းနက်ကသတင်းထဏာကိုပြောကြားပါတယ်။နိုဝင်ဘာလ26ရက်နေ့မိုးလင်းနှစ်နာရီ45မိနစ်ခန့်တွင်မြင်းမှုမြို့နယ်အလပကရွာရှိကိုစုဖရားတွင်ခရီးသွားပြည်သူများကိုဂိတ်ဖွင့်ကပတ်စံတောင်းနေသည့်အကြံဖက်စစ်သားများကို Fitwin Drone ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင် စစ်တပ်ဂိတ်ဘန်ကာပြီးကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါတယ်။အလာတူနိုဝင်ဘာလ28ရက်နေ့မိုးလယ်3:15မိနစ်ခန့်တွင်လေကိုစုဖရကုတ်ပေါ်ရှိအကျံဖတ်စစ်တပ်ဘန်ကာနေစစ်ကြေးကောက်နေသောအကျံဖတ်စစ်သားများကို Fit Twin Drone ဖြင့်ဘုံလေးလုံးထပ်မံတဲချတိုက်ခိုက်ခဲ့ရာစစ်သား3ဦးအပြင်းထန်ထဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ28ရက်နေ့ညနေ9:00ခန့်တွင်လေမြေမှုပြိုနေမြောင်းလန်းခွဲတွင်အထိုင်ကျတပ်ဆွဲထားသောအကျံဖတ်စစ်တပ်စခန်းကို fit win ဂျရုံဖြင့်ဘုံလေးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုသုံးရက်ဆက်တိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်ဘက်မှတိုက်စုံမှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေအကြံဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တပ်ပစ်ခတ်ခဲ့တော်လဲဒေါ်လာရေးရဲပေါ်များအတိအကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးသေးစင်းကတော့မသိရသေးဘူးပြင်းထန်တံရ၃ယောက်ပဲတိုက်ပြုနိုင်သေးတယ်ပြင်းထန်တံရရတဲ့ကောင်းတွေပဲသိရတာ အထိုင်ခွေးချံကိုခြားတော့ကလည်းသူတို့စက္ကန်းကဂါလန်ဖေးစက္ကန်းပေါက်ကအပေတွင်နဲ့ဆိုတော့အပြည့်လူအလွယ်တကူမမြင်ရဘူးစစ်ခွေးဘက်ကထိခိုက်တေဆုံးမှုရှိနိုင်တယ်ဒုတိယနေ့ခြားရဟာက၃ရောက်ပြင်းထန်ထန်ရရတဲ့ဟု MDF drone တင်2တောင်ဝင်ကန်ရဲဘော်ငန်းကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြောင် drone 4 MDF နဲ့အတူရင်းမှုမျိုးနဲ့ပါကာဖောင်းအေယာမွေပွေ NZN Justice Warrior တပ်ဖွဲ့ Revolutionary Air Force ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်